မင်္ဂလာပါခင်ဗျာ NBA သတင်းဌာနရဲ့ဒီကနေ့ match လား၈ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နိုင်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ပြေကံမလမ်းပိုင်းကတီပင်ကျိုးစစ်ကောင်စီကကစားတပ်ကုံတေခွင်းပိတ်ပင်တဲ့သတင်းတွင်းငယ်တကကစစ်တုံးမှာစစ်တပ်လေထီပြေးလန်းတိဆောက်နေတဲ့သတင်းဗမော်ခရိုင်ထဲကစစ်ဘေးရှောင်တွေအနေနဲ့ရွှေကူကနေမန္တလေးကိုသွားလို့ပါကအခမဲ့ပို့ဆောင်ပေးနေတဲ့သတင်း စစ်မုံထံတအုပ်ကိုစက်သိန်း80ပေးမယ်လို့ဆိုပြီးစစ်တပ်ကလူလိုက်ဝင်နေတဲ့တွင်ရုရှားနဲ့ယူကရိန်းအရေးကိုတုံ့ဝင်းဆိုင်ဆွေးနွေးဖို့အသိရှိရလို့ရုရှားတမ်မဲပြောတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးပါမယ်ပထမအုပ်ဆုံးတွင်တစ်ပုဒ်အနေနဲ့ပြေကမလမ်းပိုင်းကဒီပင်ကျိုးစစ်ကောင်စီကကစားတောက်ကုံတေခွင်းပိတ်ပင်တဲ့တွင်ကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းပြင်မျိုးအနောက်ဘက်ကံပြေကမလမ်းပိုင်းကဒီပင်ကျိုးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစားတောက်ကုန်တည်ယူခွင့်ကိုပိတ်ပင်ခဲ့ရလို့ဒေသခံတွေကပြောပါတယ်။2025ခုနှစ်နှစ်ဆန်ပိုင်းကစလို့စစ်ကောင်စီဟာပြည်ကံမလမ်းပိုင်းပေါ်ကတီပင်ကျိုးဂိတ်မှာစားတောက်ကုန်တည်ယူခွင့်ကိုပိတ်ပင်ခဲ့တာဖြစ်ပြီးမလအတွင်ပုံမတင်းကျက်လာတာဖြစ်ပါတယ်။စားတောက်ကုန်တင်ဆောင်တဲ့ကုန်တင်ကားတွေ၊ဆန်ကားတွေ၊အရှုပ်ရည်ကားတွေနဲ့ဆက်ပြကုန်ပဏ္ဍကားတွေကိုဖြတ်တန်းသွားလာခွင့်မပြုတဲ့အပြင် MPD တာဝါတိုင်းကိုစီပြဖို့လာတဲ့ကားတွေကိုတောင်း ဖြတ်သွင်းခွင့်မပြုတော့ဘူးလို့သိရပါတယ်။လက်ရှိတီပင်ကျုပ်ကိတ်မှာစစ်ဘက်ရဲအလုံးကြုံရဲ့အဖွဲ့စာရဖအပါဝင်စစ်ကောင်စီတပ်သားအင်အား90နဲ့စစ်စင်မှုတွေပြုလုပ်နေတာဖြစ်ပြီးလုံခြုံရေးလည်းတင်းတင်းကြပ်ကြပ်ချထားတာဖြစ်ပါတယ်။စာတပ်ကုံတေယူခွင့်တွေကိုအခုလိုပိတ်ပင်တာတရက်ခင်မင်းဘူးနဲ့မင်းနှုံမြို့နယ်ကိုရိခါရီမရောက်နိုင်အောင်ဟန့်တာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေပါတယ်။ ရခိုင်နဲ့ထိဆက်နေတဲ့ပဲခူးတန်းအနောက်ခြမ်းမှာအခုဆိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင်အေနဲ့တော်လင်းပူပေါင်းတပ်တွေကပဲခူးယူမကနေတဆင်ပြင်မျိုးအထိထိုးစစ်ဆင်လာမှာကိုဒေသခံတွေကစိုးရိမ်နေပါတယ်။လက်ရှိမှာတော့ရခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့မကွဲတိုင်းပဲခူးတန်းအနောက်ခြမ်းနဲ့အေရဝတီတိုင်းဒေသမျိုးနယ်တချို့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒုတိယသတင်းတပုတ်အနေနဲ့တွင်းငယ်တကကဆက်သုံးမှာစစ်တပ်လက်ထိပြည်လန်းတိဆောင်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ကျေးရွာနာကတက်မတော်တန်မြင်လေးကျင်ရဲ့ကြောင်းတက်ကက73မှာစစ်တပ်လက်ထီပြည်လန်းတိဆောက်နေတယ်လို့သိရပါတယ်စစ်တပ်လက်ထီပြည်လန်းစတင်ဖောက်လုပ်တဲ့အရှင်ကိုမသိသေးပေမဲ့လက်ရှိမှာတော့ဖောက်လုပ်နေဆဲဖြစ်တယ်လို့ပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA ရဲ့အထွေထွေအတွင်မုံရေးပေါ်နေနေကြော်ကပြောပါတယ်စစ်တပ်ကစစ်တပ်လက်ထီအုံပြုံမှုကိုတံမြန်ဖျက်ဆီးနိုင်ဖို့တော်လိုင်းအင်အားစုတဲ့အနေနဲ့စ조사ရမှာဖြစ်တယ်လို့ရေးပေါ်နေနေကြော်ကဆိုပါတယ် တကကစစ်တုံးတက်ဟာမြစ်ကျင်းနာဗမော်မန္တလေးကားလန်းပိုင်းပေါ်ကမုံမိတ်မြို့ကိုသွားတဲ့လမ်းဆောင်မှာတရှိအားဖြစ်ပြီးစစ်တဲ့အရာရှိတွေကိုတင်နှံပေးတဲ့တင်းမြင့်တင်နှံလေးကျင်းအကြောင်းဖြစ်တယ်လို့ရဟရင်ကွင်းလွှဲရှိတယ်လို့သိရပါတယ်၂၀ဆယ်၄ခုနှစ်ဩဂတ်လ၁၉ရက်ကတကကစစ်တုံးကို PLN နဲ့မဟာမိတ်တပ်တွေကနှစ်ဖက်ပိတ်ဆို့ထားခဲ့ပေမဲ့နိုဝင်ဘာလ၁၅ရက်ကစလို့စစ်တပ်ကမေပြင်းရောဝင်ဟင်ကပါထိုးစစ်ဆင်လာတဲ့အတွက် ဒီစင်မ9ရက်မှာတွင်းငယ်ကျဲရော်ကိုတော်လင်းတက်ဖို့တွေလှလွတ်ခဲ့ရပါတယ်။တတိယသတင်းတပိုးအနေနဲ့ဗမော်ခန်တဲကစစ်ပေးချောင်းတွေအနေနဲ့ရွှေကူကနေမန္တလေးကိုဆက်သွားလိုပါကအခမဲ့ပို့ဆောင်ပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်ခန်တဲကစစ်ပေးချောင်းတွေအနေနဲ့ရွှေကူမြို့ကနေမန္တလေးကိုဆက်သွားလိုပါကအခမဲ့ပို့ဆောင်ပေးနေရလို့ဇော်ဒီကလူမှုကွန်ရက်အသင်းဗမော်မြို့ထံကတည်ရပါတယ်။မန္တလေးကိုဆက်လက်တင်ဆောင်လိုပြီးအခက်အခဲရှိတဲ့ ဗမော်စစ်ဘေးရှောင်တွေကို2024ခုနှစ်ဒီဇင်ဘာလ12ရက်ကစလို့ရွှေကုံမြို့ကနေအခမဲ့ပို့ဆောင်ပေးနေတာဖြစ်ပြီးအခုဆိုလူ600ကျော်ကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ကားဒစီကိုလူ73ဦးကနေ15ဦးထိတင်ဆောင်ခဲ့ပြီးလန်ခီစုစုပေါင်းကုန်ကျစရိတ်ကကားဒစီကို70သိန်းဝန်းကျင်ကုန်ကျရလို့ဆိုပါတယ်။ KAI နဲ့မဟာမိတ်တပ်တွေကဗမော်မြို့တိုင်းတိုက်ပွဲစတင်ခဲ့တဲ့ဒီဇင်ဘာလ4ရက်ကစလို့ဗမော်မြို့တွင်နဲ့စစ်လန်ကြောင်ကျတဲ့ရွာတွေကပြည်သူတွေဟာ နေရစွန့်ခွာတင်းချောင်ခဲ့ရပြီးဗမော်မြို့တွင်မှာတော့အိမ်ဆောင်နဲ့မချောင်တင်းနိုင်တဲ့ပြည်သူတချို့ပဲကြန့်ရှိနေပါတယ်။ဗမော်မြို့တိုင်းတိုက်ပွဲကို KIA, ABSDF, KPDN နဲ့ဗမော်မြို့ခန့် UG အဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်မုံထံတုပ်ကိုစက်သိန်း80ပေးမယ်လို့ဆိုပြီးစစ်တပ်ကလူလိုက်ဝင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပကိုးတိုင်းပြည်မြို့မှာစစ်မှုထမ်းတအုပ်ကိုစက်တိုင်း80ပြင်မယ်လို့ဆိုပြီးစစ်ကောင်စီတပ်ကလူလိုက်ဝင်နေတယ်လို့သိရပါဗျ။ အမမျိုးအခြေဆိုင်အမှတ်66ချင်းမြန်တမဌာနချုပ်တမခ66ကစစ်ဘုတ်တူအပါဝင်စစ်သား3ယောက်ဟာပြင်မျိုးပေါ်ကကျူးကျော်ရက်ွက်တွေမှာနေတဲ့အခြေခံလူတန်းစားတွေကိုအတိအကပြစ်မှတ်ထားပြီးစစ်မှုန်ထမ်းဖို့လူလိုက်ဝင်နေတာဖြစ်တယ်လို့ပြင်မျိုးနယ်အခြေခံចောင်းသားများတမကထံကသိရပါတယ်။အဲ့လိုလူလိုက်ဝင်တာကို ပြင်မျိုးခန့်ရက်ွက်အုပ်ချုပ်ရေးမှုတွေကိုခေါ်ယူရမျိုးမရှိပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်လှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီကစစ်မုံထံအပတ်စဉ်တစ်စည်တင်တန်းကိုဖေဖော်ဝါရီလ18ရက်မှာနိုင်ငံတော်မှရှေ့ရစစ်တင်တန်းကျောင်းတွေမှာဖွင့်လှစ်ခဲ့ပါတယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ရုရှားနဲ့ယူကရိန်းအရေးကိုသုံးမွေးဆိုင်ဆွေးနွေးဖို့အသင်းရှိရလို့ရုရှားတန်မဲပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနဲ့ယူကရိန်းအရေးကိုဖြည့်ရှင်းနိုင်ဖို့နဲ့ရေရှည်ငင်းကြေးတိဆောက်ဖို့ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာအိန္ဒိယနိုင်ငံဆိုင်ရာရုရှားတန်အမတ်ကြီးဒီနက်အလီပိုက ရုရှားအစိုးရအနေနဲ့တုံးပွဲဆိုင်ဆွေးနွေးညှိနှိုင်းဖို့အတွက်အတင်းရှိရလို့တောက်ကြံနေတာထုတ်ဖော်ပြောကြားလိုက်ပါတယ်။တမ်မတ်ကြီးကယူကရိန်းရုရှားစစ်ပွဲရဲ့စီရင်နဲ့ပတ်သက်လို့လက်ရှိအမေရိကန်ဆွေးရဆောင်ရွက်မှုတွေဟာရှေ့ကအစိုးရခေါင်းဆောင်တွေနဲ့ရှင်ရင်မှန်ကန်ကောင်းမွန်တဲ့လက္ခဏာရှိရလို့အိန္ဒိယရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ India Today Conclave ရဲ့ဆွေးနွေးခန်းအစီအစဉ်မှာပြောကြားခဲ့ရပါ American သမ္မတဒေါ်နယ်ထရန့်ရဲ့စစ်ပွဲအဆုံးသတ်ရေးညီမှန်းချက်အပေါ်မေးမြန်းရမှာ တန်မတ်ကြီးကထရန့်ငင်းကြဲစာချုပ်ချုပ်ဖို့ကန်လန်မုံကြောင်ဆော်ရီယာဘီယာမှာတွေ့ဆုံကြပြီးအမေရိကန်ဟာနားထောင်ရုံတတ်တတ်တာမက နားလည်ဖို့စူးစမ်းနေရကိုလည်းသိရတယ်လို့ဆိုပါတယ်။ယူကရိန်းနဲ့ဥရောပနိုင်ငံတွေကရုရှားတပ်တွေဆုတ်ခွာဖို့လုံခြုံရေးအမခန့်ချက်ပေးဖို့နဲ့မြောက်အတန်တိုက်စာချုပ်အဖွဲ့နေတိုအဖွဲ့ဝင်ဖြစ်ဖို့စူးစမ်းနေကြတာတွေဟာစစ်ပွဲကိုပိုဆိုးစေမယ့်လမ်းကိုချောက်နေကြတာဖြစ်တယ်လို့ရုရှားရဲ့အမြင်ကိုဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီးတန်မတ်ကြီးကဥရောပမှာဆင်ဟာတိုရှင်းမှုတွေကိုလက်ခံနိုင်ဖွယ်မရှိသလိုစစ်ပွဲမှာအသာစီးရနေတဲ့ရုရှားဟာညဉ့်ညဉ့်ဆွေးနွေးပွဲတွေကိုညှင်းဆန့်လို့ရပေမဲ့ညဉ့်ညဉ့်ဆာချုပ်တဲ့အတွက်ပြင်ဆင်ထားတာဖြစ်တယ်လို့ပြောပါတယ်။လက်ရှိမှာယူကရိန်းနဲ့ဥရောပနိုင်ငံတွေကအဟန့်တားဖြစ်နေလို့ဒီအစီအစဉ်ကနှောက်နှေးဖွယ်ရှိရလို့လည်းဆွေးနွေးခဲ့ပါတယ်။ဒါ့အပြင်ထရိုင်ရဲ့တကြွပြန်အုပ်ချုပ်ရေးအပေါ်ရှင်းမှန်းပြောဆိုခဲ့ပြီးအမေရိကန်သမ္မတနဲ့ရုရှားသမ္မတဗလာဒီမန်ပူတင်တို့ တွစ်ဆုံဆွေးနွေးရအတွက်လည်းအသင်းရှိရလို့သိရပါတယ်။ယူကရိန်းသမ္မတဗိုလာဒီမာဇာလန်စကီကိုတော့အမေရိကန်ကသမ္မတအဖြစ်လက်ခံထားပြီးရုရှားအနေနဲ့သမ္မတအဖြစ်မမှတ်ယူထားပေမဲ့တုံးမဆိုင်ညှိနှိုင်းရေးကိုတော့လိုလားရလို့ဆိုပါတယ်။ရုရှားတမ်မတ်ကြီးကသူတို့နိုင်ငံအနေနဲ့စစ်ကိုလိုလားတဲ့သဘောမရှိဘဲပူးပေါင်းဆောင်ရွက်ရေးအခြေခံကောင်းတဲ့အပေါ်မှာစဉ်းစားဆောင်ရွက်နေပြီးဥရောပအာရှနဲ့တကမ္ဘာလုံးကိုမျှတကောင်းမွန်ကြပူးပေါင်းနေထိုင်စေဖို့ဆန္ဒရှိရလို့လည်းမှတ်ချက်ပြုခဲ့ပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ